မင်္ဂလာပါ MMB ရဲ့ပရိသတ်ကြီးတို့ရေကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ပြီတော့မှာတော့ကျွန်တော်တို့အားလုံးစောင့်မျှော်နေကြရတဲ့ MMB ရဲ့လာမယ့်ပွဲစဉ်တွေ collaboration တွေ skin အသစ်တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်တွေကိုတိတိကျကျပြပြဆုံးတော့ဖော်ပြပေးသွားမှာပါ။ diamond တွေကိုဘယ်လိုခြွေတာမလဲအခမ်းအနား skin တွေဘယ်လိုရယူရမလဲဆိုတာတွေကိုလည်းတန်ဖိုးရှိရဲ့အကြံဉာဏ်တွေပေးသွားမှာဖြစ်လို့ video ကိုအစားဆုံးကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်။အားလုံးစောင့်မျှော်နေတဲ့ MMB A Felix collaboration ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ကျွန်တော်တို့အားလုံးရဲ့ပသက်ထားမှာရေပန်းစားနေတဲ့ MVP နဲ့ Valley ဖူးပေါင်းမှုအကြောင်းပါပဲ။ဒါဟာတကယ်လားလို့မေးကြတဲ့သူတွေအတွက်ပြောရရင်တော့တကယ်ပါပဲ။ Online ပေါ့ချမှုတွေနဲ့ယုံကြည်စိတ်ချရတဲ့တရင်းချင်းမြစ်တွေအရဒီဖူးပေါင်းမှုဟာဖြစ်ပေါ်လာဖို့တေချာတလောက်ကိုနှီးစက်နေပါပြီ။ပါဝင်မဲ့စကင်များအနေနဲ့ကတော့ပေါ့ချသားတဲ့တရင်းချက်လက်တွေအရလင်းကတိုရှီရိုဟေဆူကာအဖြစ်အလုကကအင်ချီကိုကူရိုစာကီအဖြစ် မာတိကယာကူဝါကူချီကီအဖြစ်ဗန်နီနီတာကရူခိုင်ကူချီကီအဖြစ်ပါဝင်လာမယ်လို့ခန့်မှန်းရပါတယ်။ဖရစီမဲ့အချိန်မူလာက2026ခုနှစ်အစောပိုင်းလို့ခန့်မှန်းထားပေမဲ့လက်ရှိနောက်ဆုံးရသတင်းတွေအရ2025ခုနှစ်ကုန်ပိုင်းစက်တင်ဘာလမှဒီဇင်ဘာလအတွင်းမှာထွက်ရှိနိုင်တယ်လို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ဒါပေမဲ့တရားရည်ရစွဲကိုတော့မွန်တို့ရဲ့တရားဝင်ကြေညာချက်ကိုဆက်လက်ဆောင်ကြည့်ဖို့လိုအပ်ပါတယ်။ဒါအမပပတမိုင်းမှာအကြီးဆုံးဥပမှုတွေကတခုဖြစ်လာဖို့တည်ကြပါတယ်။ ။နံပါတ်နဲ့ဟန်ဆိုရဲ့ Grand Collection Skin ထွက်ရှိမဲ့အချိန်ပြောင်းလဲခြင်း။ဟန်ဆိုချစ်သူများအတွက်သတင်းကောင်းတဲ့သတင်းဆိုရောနေပါတယ်။ဟန်ဆိုရဲ့အလန်းစား Grand Collection Skin ဟာမူလကဇွန်လမှာထွက်ရှိဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့နေပြည်တော်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကြောင့်ဇူလိုင်လကိုချွေတိုင်းလိုက်ရပါပြီ။ဇူလိုင်လရဲ့ဗန်နီယန်းနေ့မှာထွက်လာမလဲဆိုတာတော့တိတိကျကျမကြေညာသေးပါဘူး။ဒါကြောင့်ဟန်ဆိုကိုအဓိကထားကစားတဲ့သူတွေအနေနဲ့နောက်တဲ့သတင်းအချက်အလက်တွေကိုစောင့်မျှော်ပေးပါအောင်နော်။ All Star Promo Diamond Event ကတားသမားရဲ့စောင်းမြော်နေရဲ့တနေ့မှာတစ်ခါသာလာတဲ့ Austria Promo Diamond ပွဲစဉ်ဟာဗကြခင်မှာရောက်ရှိလာတော့မှာပါ။သားတင်မီရဆွဲဒီပွဲစဉ်ဟာဇွန်လ29ရက်နေ့မှာစတင်မှာဖြစ်ပြီးတော့23ရက်ကနေ25ရက်လောက်အထိကြာမြင့်မှာပါ။ Diamond စုဆောင်နေဒီပွဲစဉ်ကာလအတွင်းမှာဂိမ်းအတွေ test တွေကိုနေသေးပြီးမြောက်အောင်လှုပ်ဆောင်ခြင်းဖြင့် Promo Diamond 55ခုအထိစုဆောင်နိုင်ပါတယ်။ဒါကိုနေသင့်ပုံမှန်လှုပ်ဆောင်သွားမယ်ဆိုရင်ပွဲပြီးဆုံးတဲ့အခါမှာ Diamond အများကြီးရရှိမှာပါ။ အရေးကြီးဆုံးအပိုင်းကတော့ဒီ promo diamond တွေကိုဘယ်လိုအကျိုးရှိသုံးရမလဲဆိုတာပါပဲဒီ diamond တွေနဲ့ live vote ave painted နဲ့ special skin တွေအပြင် ave record ဒါအပြင်စိတ်ဆိုင်ရာရဲ့ငွေရောင်း skin တွေကိုပါဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်ဒါက collagen skin တွေကိုကုန်ကြသည့်အနည်းဆုံးနဲ့ရယူနိုင်မယ်အခွင့်အရေးကြီးဖြစ်လို့ဘယ်သူမှလက်လွတ်မခံနိုင်ပါဘူး all star ပွဲတဲ့အတွက်အခါမဲ့ဖူဖူအန်ကူပါ skin နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ကျွန်တော်တို့အားလုံးအတွက်သတင်းကောင်းပါပဲ။ ဒါမဲ့ order ပွဲတင်တခုမှာပိုပိုးအန်ကူပါအတွက် free skin တခုကိုပေးရသွားမှာပါဒါကဘလို့မှလက်လုံးမခံတဲ့အခွင့်အရေးပါပဲ disk skin ကိုရဖို့အတွက် diamond လုံးဝမလိုအပ်ပါဘူးဂိမ်းအတွင်းမှာပေးထားတဲ့ yoshi နဲ့ dust ကိုပြည့်မြောက်အောင်လှုပ်ဆောင်ရုံနဲ့ဒီလာပါတဲ့ skin ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဂိမ်းကိုပုံမှန်ကစားနေတဲ့သူအတွက်အလွယ်တကူရရှိနိုင်မဲ့ skin တခုပါဒီတော့ brother တို့မြင်တွေ့အတိုင်းပဲ MMBB မှာလာမဲ့လားတွေမှာရင်းကုန်စရာကောင်းတဲ့ပွဲစဉ်တွေ collaboration တွေ skin အသစ်တွေအများကြီးရှိနေပါတယ် ဒီဗီဒီယိုကနေရတဲ့အချက်အလက်တွေနဲ့အကြံဉာဏ်တွေကိုအသုံးပြုပြီးတော့ diamond တွေကိုအကျိုးရှိချီအသုံးပြုနိုင်မယ်လို့ယုံကြည်ပါတယ်။ free skin တွေရယူဖို့ promo diamond တွေကိုအကောင်းဆုံးအသုံးချဖို့နဲ့ကိုနှစ်သက်တဲ့ skin တွေကိုစုဆောင်းဖို့အတွက်ဒီဗီဒီယိုကနေအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ဒီလိုမျိုး MVB နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေ skin review တွေနဲ့ game guide တွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်။ နောက်တဲ့ဘလိုဗီဒီယိုတွေကြည့်ချင်လဲဆိုတော့ကိုလည်း comment မှာရေးပေးခဲ့ပါဦးเนาะအားလုံးပဲပျော်ရွှင်စရာဂိမ်းကစားခြင်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေ